တလင်တများစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေရာပြစ်ဒဏ်ကြခံပြီးလို့ရှိရင်နောက်အိမ်အောင်ထူလို့ရပြီလားအားလုံးပဲမြင်လာပါကျမကတော့ LNB2 မြန်မာလောဖန်ကတရားလွတ်တော်ရှိနေတော်ချစ်ချစ်ဆန်ဖြစ်ပါတယ်ကျမတို့လောဖန်နေနဲ့အများပြည်သူတွေသိထားတဲ့ဥပဒေဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးမျှဝေနေတဲ့ ေပါတယ်။မိမိကတလင်တများစနစ်စစ်သုံးချင်းဆိုင်ရာဥပဒေအရတစ်တံကြခံရတာဟာအိမ်အောင်ရှိပါလျက်နဲ့အခြားသောအမျိုးသားတဦးတခြားသောအမျိုးသမီးတဦးနဲ့ထပ်မံထိမ်းများတာလင်မယားအဖြစ်တရားမဝင်နေထိုင်ပေါင်းသင်းတာတွေကိုပြုလုပ်ခဲ့တဲ့အတွက်အဲ့ဒီဥပဒေအရတစ်တံကြခံရတာပဲဖြစ်ပါတယ်။ တလင်တများစနစ်စစ်သုံးချင်းဆိုင်ရာဥပဒေအရမြန်မာနိုင်ငံသားဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်ဘယ်လူမျိုးပဲဖြစ်ဖြစ်အဲ့ဒီဥပဒေနဲ့သက်ဆိုင်မှုရှိပါတယ်။လင်မယားကွာရှင်းပြက်စဲတာတွေကသက်ဆိုင်ရာဘာသာတွေအလိုက်ကွဲပြားခြားနားမှုတွေရှိပါတယ်။ဒါကြောင့်မလို့တလင်တများစနစ်စစ်သုံးချင်းဆိုင်ရာဥပဒေအရစစ်တမ်းကြခံလိုက်ုံနဲ့လင်မယားအလိုအလျောက်ကွာရှင်းပြက်စဲတာမရှိတဲ့အတွက်ကြောင့်မလို့နောက်အိမ်တော်လည်းထူလို့မရပါဘူး။တကယ်လို့မိမိရဲ့အိမ်တော်ဘက်နဲ့ကွာရှင်းပြက်စဲခြင်းနဲ့ဆိုရင်တော့ မိတို့ရဲ့တက်ဆိုင်ရာဘာသာအလိုက်ဓလေ့ထုံးတမ်းအလိုက်ဖော်ပြထားတဲ့အိမ်တော်ရေးတိချက်တွေဆောင်ရွက်ရမယ့်ကိစ္စတွေအလိုက်ဆောင်ရွက်ပြီးမှဒါလေနောက်အိမ်တော်ထူလို့ရမှာပဲဖြစ်ပါတယ်တလင်တမားစနစ်စစ်တုံးချင်းဆိုင်ရာဥပဒေအရပြစ်ဒဏ်ကြခံလိုက်ရုံနဲ့တော့နောက်အိမ်တော်ထပ်မံထူလို့မရဘူးလင်မယားအလိုအလျောက်ကွာရှင်းပြက်ဆဲသွားခြင်းမရှိဘူးဆိုတာလေးကိုကျွန်မအကြံဉာဏ်လေးဆွေးနွေးပေးလိုက်ပါတယ်နောက်တစ်ပိုင်းမှာတော့ကျွန်မတက်ဆိုင်ရာခေါင်းစဉ်လေးလိုက်ဆက်ပြီးတော့ဆွေးနွေးပေးသွားပါအောင်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်